ားလုံးပဲမင်္ဂလာပါမချင်းမင်းကနေပြန်လဲကြိုဆိုလိုက်ပါရီမချင်းမင်းပြိတ္တများအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ Kung Fu Panda 2 2017ရုပ်ရှင်လေးပဲဖြစ်ပါရီ Kung Fu ဆရာတယောက်ကဒေါင်းကိုရှုံးနေပြီးသွားတဲ့နောက်မှာပိုကတော့သူ့ရဲ့မိဘတွေကိုတတ်ခဲ့တဲ့ဒေါင်းကိုလက်စားချေဖို့ Empire မျိုးတော်တစ်ခုကိုတွားပြီးတော့စေအေးချမ်းမှုကိုရှာမှလည်းဖြစ်ပါရီကဲစင်သိဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့ထုံးစံတိုင်း season 10ဆက်သူဆက်ပဲဖြစ်ပါရီ တချိန်တုန်းကတရုတ်ပြည်မှာမျိုးနွယ်စုနှစ်ခုရှိပါသည်။ဒေါင်းတွေကဂုံမန်မျိုးကိုမီရှုမီပန်းတွေဖန်တီးပြီးတော့ပိုင်ဆိုင်ခဲ့ပါသည်။ဒါပေမဲ့လို့သူတို့ရဲ့သားလော့ရှန်ကရန်ကိုတခြားနေနဲ့ကိုတုံးဖို့ကြံစီနေပြီးတော့လက်နဲ့အစ်စ်တမျိုးကိုတီထွင်ဖို့ရန်ကိုတုံးခဲ့ပါ යි သူတို့တားရဲ့ကန်ဒီမာကိုစိုးရိမ်နေပီကော့စုံတဲ့ကမော်ဆီယာမားစီကိုတွားပြီးတော့ပေရီမိခဲ့ပါ යි မော်ဆီယာမားကတော့ရန်ကိုအဖြူနဲ့အနက်ရောင်စစ်သားတယောက်ကအနိုင်ယူမယ်လို့ဟောလိုက်ပါ යි ဒီဖြစ်မျိုးကိုမဖြစ်ချင်တဲ့ရန်ကတော့သူ့ရဲ့တက်တစ်ခုလုံးနဲ့တူပန်ဒါစ်ကြီးရွာကိုတွားခဲ့ပြီးတော့ပန်ဒါစ်တွေအားလုံးကိုတုတ်တင်ပြလိုက်ပါ යි ပြီးတော့ကန်ကြမာကိုအနိုင်ယူပြီးပြီဆိုပြီးတော့မြို့ကိုပြန်လာခဲ့ပါပြီ။ဒါပေမဲ့လို့သူရဲ့မိဘတွေကတော့သူလုခဲ့တာတွေကိုသဘောမကျဘဲနဲ့သူရဲ့သားကိုပြင်းနေတဲ့ပေးဖို့ဆုံးဖြတ်လိုက်ပါပြီ။အရန်ကမှဒေါသထွက်နေတဲ့ရှန်ကလည်းနှင်းနှင်းကဲတွင်ပြန်လာပြီးတော့လက်စားချေမှဖြစ်ပြီးတော့တရုတ်ပြည်တစ်ခုလုံးသူရဲ့ရှေ့မှဒူးထောက်စေရမယ်ဆိုပြီးတော့ခရီးပေးလိုက်ပါပြီ။ဒီနေ့အချိန်မှာတော့လော်ရှန်ကလက်နဲ့အစ်စ်တွေကိုထုတ်လုပ်နေခဲ့ပါပြီ။ဒါပေမဲ့တထုကုံသွားခဲ့ပြီးတော့သူထုတ်လို့မှုမရနိုင်တဲ့အတွက်ရှန်ကလည်းသူ့ရဲ့လူတွေကိုရွာတွေကနေပြီးတော့ဗာပဲပြပြတထုတွေလူယူဖို့ကိုအမိန့်ပေးလိုက်ပါတယ် ဒါပေမဲ့လို့သူမသိလိုက်တာကဒီရကသူ့ရဲ့ကံတမာနဲ့ကိုထိတ်တိုက်တွေးဖို့ကိုအစားဖြစ်စေခဲ့တယ်ဆိုတာပါပဲ။ပို့က J Place မှာမုံစားနေခဲ့ပါရင် Shifu Master ကတော့သူ့ကိုငကားရည်တကွန်အောက်မှာစကားပြောဖို့ခေါ်လိုက်ပါရင်သူ့ရဲ့တပည့်ရောက်တဲ့အခါမှာ Shifu ကဥကိုရဲ့နောက်ဆုံးတင်ငန်းစာတစ်ခုကိုတင်ပေးဖို့အချိန်ရောက်ပြီဆိုပြီးတော့ပြောလိုက်ပါရင်သူကတော့စေအေးချမ်းမှုအကြောင်းကိုပြောပြပါရင်ဒီစေအေးချမ်းမှုကစစ်တီတယောက်ကိုရေစက်တစ်ဆက်ကိုတော့မှကင်တွင်နေတဲ့အထိကိုစေအေးချမ်းစေတယ်ဆိုပြီးတော့ပြောလိုက်ပါရင် ရှီဖူကတော့စေအေးချမ်းမှုရဖို့နေလဲများစွာရှိပေမဲ့ပူကတော့သူ့ရဲ့ကိုယ်ပိုင်နေလဲကိုရှာဖွေရမှာဖြစ်ပြီးတော့အဲ့ဒါမှသာသူကတကယ်ကွန်ဖူမတ်စတာဖြစ်လာမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ပူကတော့ရှီဖူပြောတာကိုနားလဲဖို့ကြိုးစားနေတော့မှာပဲတိုက်ဂရက်ကရွာကိုဓမြအုပ်စုတစ်ခုလာတော့မယ်ဆိုတာကိုတတိပေးလိုက်ပါတယ်ပူကတော့ရွာကိုကယ်ဖို့တောင်ပေါ်ကနေကိုခုံချပြီးတော့ပြေးသွားလိုက်ပါတယ်မြူရဲမာရောဝင်ပလီတွေကရှန်အမေနဲ့ကိုတတ်ထုရှာဖို့အိမ်တွေဆိုင်တွေကိုလူရည်နေခဲ့ပါရင်သူတို့ထွက်သွားတော့မယ့်အချိန်မှာပိုကလည်း free fire နဲ့တူရလာခဲ့ပါရင် ပိုကိုမြင်လိုက်တဲ့အခါမှာတော့ဝင်းဘလီတွေကအသက်ရှင်ကျန်နေသေးတဲ့ပန်နာကိုမြင်တာကြောင့်အောင်းအောင်တွားခဲ့ရပါတယ်။သူကတော့သူ့ရဲ့လူတွေအားလုံးကိုပန်နာနောက်ကိုလိုက်ဖို့အမိန့်ပေးလိုက်ပေမဲ့ပိုကတော့ရှန်နေနေမှုတဲ့ပန်နာတွေနဲ့မတူဘဲကိုခန့်ပညာကျွမ်းကျင်သူလည်းဖြစ်ပါတယ်။အဲဒါကြောင့်သူကထိုးချက်တွေကိုအလွယ်တကူကိုရှောင်နိုင်ပြီးတော့မန်တစ်စီရဲ့အကူအညီနဲ့အစီအမျှတွေကိုတော့မှရှောင်နိုင်လိုက်ပါတယ်။သူကတော့အစာအုပ်တစ်ခုရဲ့မိုးပေါ်တက်ပြီးတော့တိုက်ခရက်စ်နဲ့အတူရန်သူတွေကိုတိုက်ခတ်လိုက်ပါတယ်။ဝင်းဘလီကောင်းဆောင်ကတပ်ထုတွေကိုချိန်နှောင်ပြီးတော့ကျိုးတွေဆဲဖို့အချက်ပေးလိုက်ပါတယ်။ ဒါပေမဲ့ဝက်တကောင်ကလည်းအဲ့ဒီအထဲကိုပါသွားတာကြောင့်ဂရင်းကပြန်သွားခဲ့ပြီးတော့ကျိုးကိုဖျက်လိုက်ရပါတယ်။အဲ့ဒါကြောင့်ဝက်ကလေးကလည်းအောက်ကိုပြုတ်ချလာပြီးတော့ပိုကသူ့ကိုကယ်ဖို့ခြောက်ထဲကိုခုန်ချလိုက်ပါတယ်။ဖီဒီယိုဖိုက်တွေကလည်းပိုကိုပြန်ဆွဲတင်မလို့တယောက်နဲ့တယောက်ကိုဆွဲထားလိုက်ကြပါတယ်။အလုံးကအောက်ဘက်ခန့်နေတော့မှပဲဝင်းမလီကောင်းဆောင်ကဘယ်ကနေမှန်းကိုမတိပေါ်လာခဲ့ပြီးတော့ပိုရဲ့မျက်နှာကိုထိုးလိုက်ပါတယ်။ဒါပေမဲ့လည်းရန်သူပြေးလာတဲ့အချိန်မှာပဲပိုကသူ့ရဲ့တန်ခမောက်ပေါ်ကနေအနေအောင်တင်ကေတာကိုတွေ့သွားခဲ့ပြီးတော့သူ့ရဲ့ကလေးဘဝကမှတ်ဉာဏ်တွေကပြန်ပေါ်လာခဲ့ပါတယ်။ဂျိုဒီရဲ့ကြောင်သွားတဲ့ပိုကပြန်ခုခံနိုင်ပေမဲ့လည်းဘာမှကိုမှမလုပ်နိုင်တော့တာကြောင့်အထိုးခံလိုက်ရပါတယ်။ ။ FIDE 5တွေကလည်းဘာဖြစ်လို့ပိုသူ့ကိုသူမကောက်ွယ်ခဲ့တာလဲဆိုပြီးတော့မေးလိုက်ပါရီ။ဒါပေမဲ့လို့ပိုကတော့ဘာမှမဖြစ်တယ်လို့ပဲဟန်ဆောင်ပြီးတော့သူ့ဖေ Mr. Pin ရဲ့စားသောက်ဆိုင်ကိုတန်းပြီးတော့ပြေးသွားလိုက်ပါရီ။ဆိုင်မှာတော့ Mr. Pin ကသူ့တယောက်ထဲရောင်းနေရင်းနဲ့ညစ်ပက်နေတဲ့ပုဂံတွေကိုကောက်ယူနေခဲ့ပါရီ။အဲ့ဒီအချိန်မှာပဲသူ့သားကစကားပြောဖို့ရောက်လာခဲ့ပြီးတော့မိဖို့ကြောင့်လည်းရောက်တဲ့အခါမှာပိုကဓမြရီနဲ့ကိုတိုက်ပွဲအကြောင်းကိုပြပြလိုက်ပါရီ။ပြီးတော့သူ့ရဲ့မိကိုမြင်ခဲ့ရတဲ့မျက်ညံတစိပပိုင်းကိုလည်းပြပြလိုက်ပါရီ။နောက်ဆုံးမှာတော့ပိုကသူ့ဘယ်ကလာတာလဲဆိုတာကိုမေးလိုက်ခဲ့ပြီးတော့ရွေးချယ်စရာမရှိတော့တဲ့ Mr. Pin ကသူ့ကိုမွေးစားထားတယ်ဆိုတာကိုပြပြဖို့ဆုံးဖြတ်လိုက်ပါရီ။ သူတို့တွေ့ဆုံခဲ့ရတဲ့အကြောင်းကိုပင်ကလည်းပြပြလိုက်ခဲ့ပါပြီ။ပင်ကလည်းဟင်းတင်းဟင်းရက်တွေရဲ့လာပို့တာကိုတပတ်ကျော်စောင့်နေခဲ့ရပေမဲ့လို့ရောက်လာတဲ့ခါမှာတော့မွန်လာဥရီပါတဲ့ပုံကအထဲမှာဘာမှကိုမရှိတော့တာကိုတွေ့လိုက်ရပါပြီ။အကြောင်းကတော့ပန်နာကလေးတကောင်ကပုံထဲကမွန်လာဥရီအလုံးကိုစားပစ်လိုက်လို့လည်းဖြစ်ပါပြီ။ဘာလို့မှမသိတဲ့မစ္စတာပင်ကတော့ကလေးကိုလာရှာမဲ့သူကိုရန်နေငယ်လောက်ကိုစောင့်နေပေမဲ့ ဘသူမှကမလာတဲ့အတွက်ကိုသူ့ကိုမွေးစားပြီးတော့ပို့လို့အမြေပေးကတားရင်လိုမျိုးပြုစုဆောင်ရှောက်ခဲ့ပါ යි မစ္စတာပင်းလှုပ်ပေးခဲ့တဲ့အရာအလုံးအတွက်ကိုပိုကဂျေဆုတပမဲ့သူ့ရဲ့ကြံနေသေးတဲ့ဇလန်းကိုမသိတဲ့အတွက်ကိုစိတ်ညစ်နေခဲ့ပါ යි အဲဒါကြောင့်ပဲသူကစေအေးချမ်းမှုကနေတဖြည်းဖြည်းကိုမှဝေးကွာသွားခဲ့ရပါ යි ဂိုမန်စီးတီးရဲ့လယ်မှာတော့ Cronen Stormen OS Master Roga လေ့ကျင့်နေခဲ့ပါ යි လော့ရှန်ကတော့မြို့ကိုဝင်လာခဲ့ပြီးတော့သူ့အင်ကထွက်သွားဖို့ကိုအမေပေးလိုက်ပါ යි ရှန်ကိုမြင်သွားတဲ့အခါမှာသူတို့၃ယောက်ကလည်းမြို့ကိုသူတို့ကောက်ွယ်ထားပြီးတော့ရှန်ကသာထွက်သွားဖို့လိုရဲဆိုပြီးတော့ပြောလိုက်ပါ යි ဒါပေမဲ့လို့ရှန်ကဒီလိုမျိုးဖြစ်လာမယ်ဆိုတာကိုကြိုသိထားပြီးတော့သူ့ရဲ့လက်နက်အစ်တစ်ပါတဲ့ပုံကိုသူ့ရဲ့လူတွေကိုယူဆောင်လာခိုင်းပါပြီ။ဒီလက်နက်ကတော့သူတို့၃ယောက်စလုံးကိုတစ်ချိန်တည်းမှာပဲပောက်ကွဲစေနိုင်တယ်လို့ပြောလိုက်ပါပြီ။ဒီလက်နက်၃မှာကိုတားဖို့အတွက်ကျွဲကရှန်စီကိုပြေးလာပြီးတော့တိုက်ခိုက်သွားပြီးမယ်။ရှန်ကတော့သူ့ရဲ့ဥရုကိုဆွဲပြီးတော့မိချောင်းစစ်ကိုပြစ်လိုက်ပါပြီ။ သူရဲ့တထုအတောင်ပံတွေကြောင့်လည်းသူတို့နှစ်ယောက်ကိုအလွယ်တကူကိုမှတိုက်ခိုက်နိုင်ခဲ့ပါပြီ။ဒါပေမဲ့လို့တန်တာရင်ရီနိုကလည်းရှေ့ကနေကိုထွက်လာပြီးတော့သူရဲ့ကွန်ဖူအစွမ်းနဲ့ရှန်ကိုလည်းရအောင်လို့လုပ်လိုက်ပါပြီ။ဒါပေမဲ့လို့ရှန်ကတော့လက်မလျှော့ဘဲနဲ့သူ့ရဲ့လက်နက်ကိုတုံးဖို့ဆုတ်ဖြတ်လိုက်ပါပြီ။အဲ့ဒီလက်နက်ကတော့မင်းညှိလိုက်ပြီးတာနဲ့ဘုံတစ်ခုထွက်လာခဲ့ပြီးတော့ Regional Cross Master ကိုတိုက်ရိုက်ကိုမှထိမှန်သွားခဲ့ရပါပြီ။ J Place မှာတော့ Shifu ကစာတစာကိုလက်ခံရရှိပြီးတော့စာရင်မှာ Tanarin Regional ကတည်ဆုံသွားတဲ့အကြောင်းနဲ့ Lord Shan ရဲ့အမြောက်ကတရုတ်ပြည်တော်ကိုဘယ်လိုမျိုးအနေနဲ့ရှိတယ်ဆိုတာကိုပါရေးသားထားပါပြီ။ ဒါကြောင့်မလို့ရှီဖူကတော့သူ့ရဲ့တပည့်တွေကိုအဲ့ဒီလက်နက်ကိုဖျက်ဆီးဖို့နဲ့လော်ရှန်ကိုအနိုင်ယူဖို့ဆစ်လွှတ်လိုက်ပါပြီ။ရှီဖူရဲ့တပည့်6ယောက်ကဂုံမန်စီးတီးစီကိုတွားဖို့ခီးရှေကြီးကိုစတင်လိုက်ပါပြီ။ရှန်ကတော့သူ့ရဲ့အာနာစတ်ထိန်ဖို့အတွက်ကိုလက်နက်အစ်စ်တွေကိုထောက်လုပ်နေခဲ့ပါပြီ။ခီးရဲ့လက်မှာတော့ဂျေးဖလီစီရဲ့စစ်သားတွေကလှေပေါ်မှာကိုအိတ်နေခဲ့ကြပါပြီ။ပူကတော့သူ့ရဲ့မိဘတွေအကြောင်းကိုအိတ်မက်မှာပါပြီ။ ိမ်မက်ထဲမှာတော့သူထင်ထားတာနဲ့မတူဘဲနဲ့သူ့ရဲ့မိဘတွေကသူ့ကိုမုံလာဥကလေးတလုံးနဲ့ကိုလဲလှယ်ခဲ့တာလည်းဖြစ်ပါတယ်။ယိုဒီရဲ့သူ့ရဲ့မုံလာဥညီလေးကသူ့အမေရဲ့လက်ထဲကနေကိုလွတ်လာခဲ့ပြီးတော့ကွန်ဖူတိုင်းနဲ့ပန်နာရဲ့ဝမ်ပိုက်ကိုထိုးနှက်လိုက်ပါတယ်။အိမ်မက်ထဲမှာရှုံးနေပြီးသွားတဲ့နောက်မှာတော့ပိုကလန်နိုးလာခဲ့ပြီးတော့အိယာကနေကိုထားလိုက်ပါရင်သူကတော့ဆေးအေးချမ်းမှုရအောင်လို့စူးစမ်းဖို့အတွက်ကိုတင်မော့ပေါ်ကိုတက်သွားခဲ့ပါရင်ဒါပေမဲ့သူကဆင်းမအေးလို့ဆေးအေးချမ်းမှုမရဘူးဖြစ်နေခဲ့ပါရင်ထက်ဂရက်စ်ကတော့သူ့ကိုကူညီပေးမယ်လို့ပြောပြီးတော့သူတို့တူတူလေ့ကျင့်လိုက်ကြပါရင် ဒါပေမဲ့လို့ Tigress ကတော့ပိုလေးချင်းတဲ့ထဲမှာစစ်မှုဝင်စားဘူးဆိုတာကိုတတိထားမိတာကြောင့်ဘာဖြစ်နေလဲဆိုပြီးတော့မေးတဲ့အခါမှာပိုကတော့ Mr. Bing ကသူ့ဖေမဟုတ်ဘူးဆိုတာကိုတီးသွားပြီးဆိုပြီးတော့ပြောလိုက်ပါရင် Tigress ကတော့သူ့တာကိုမသိတဲ့အတွက်ကိုမှအော်သွားခဲ့ရပါရင်ရုတ်တရက်ဆိုလိုပဲတခြားသော Furious Fight တွေကနိုးလာခဲ့ပြီးတော့ပိုကိုနှစ်တိတ်ပိုကိုစကားပြောခဲ့ကြပါရင်ဒါပေမဲ့လို့ Tigress ကတော့သူ့ကောင်မဲ City ရောက်ပြီးဆိုပြီးတော့ပြောလိုက်တာနဲ့အာယုံပြောင်းသွားခဲ့ကြပါရင်မျိုးလင့်မှာတော့ရှန်ကသူ့ဖေရဲ့ပလင်အဟောင်းစီကိုသွားပြီးတော့ရေတိုက်ကနေပြစ်ချလိုက်ပါရင် သူရဲ့အစွမ်းထက်တဲ့အမြောက်ကိုအဲ့ဒီနေရာမှာပဲထားပြီးတော့၃ရက်အတွင်းတရုတ်ပြည်လက်ကျန်တစ်ခုလုံးကိုတင်ပြမယ်ဆိုပြီးတော့ကြီးညာလိုက်ပါတယ်။သူရဲ့အနာဂတ်ကိုသိကျင်နေတဲ့လော့ရှန်ကလည်းမော်ဆီယာမားစီကိုထတ်သွားခဲ့ပြီးတော့ပေးတင်ပေးလိုက်ပါတယ်။မော်ဆီယာမားကလည်းသူရဲ့ကံကြမ္မာကအနေနဲ့အဖြူရစစ်သားတယောက်ကသူ့ကိုအနိုင်ယူမယ်ဆိုပြီးတော့ထပ်ပြောလိုက်ပါတယ်။ရှန်ကတော့သူကပန်နာရီအားလုံးကိုလွန်ခဲ့တဲ့နှစ်20ကျော်ကတည်းကတုတ်တင်ပစ်လိုက်ပြီးဖြစ်တာကြောင့်သူပြောမှမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ရဲ့ဘိုးချုပ်က J-Place အနီးမှာပန်နာတကောင်ကိုတွေ့ခဲ့တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အရန်ဒေါ်သားထွက်နေတဲ့ရှန်ကလည်းဝင်းဘလီကိုကျမ်းပြင်ပေါ်ကိုပြစ်ချလိုက်ပြီးတော့ပန်နာကိုဘလူနီနဲ့ဖြစ်ဖြစ်ပြန်ခေါ်လာဖို့အမိန့်ပေးလိုက်ပါတယ်။မြို့ရဲ့စေကန်းနီးမှာရှီဖူရဲ့တပည့်တွေကတင်မောကားနေကိုခုံချပြီးတော့ခံတဲ့နေရံတွေကိုတက်ကရှန်ရဲ့နန်းတော့ကိုရှာဖွေပါတယ်။ဒါပေမဲ့လို့နေရာတိုင်းမှာစစ်သားတွေပြည်နေတဲ့အတွက်ကိုမမြင်အောင်လို့ကိုတွာလိုက်ရပါတယ်။ပိုကတော့လမ်းလေကနေဘယ်သူမှမတွေ့အောင်လို့ကိုတွာပြီးတော့တိုင်တွေနောက်မှာပုံနေလိုက်ပါတယ်။ဖီဒီယိုဖိုင်တွေကတော့အမိုးပိုကနေမမြင်တော့ပြီးတော့မမြင်အောင်လို့ကိုစူးစမ်းပါတယ်။ ိုကတော့အပင်အိုးနဲ့သူ့ရဲ့မျက်နှာကိုဖုံးပြီးတော့တဲရွေကြားကနေကိုဖျက်သွားလိုက်ပါပြီ။ဒါပေမဲ့လို့ခွေးတကောင်ကသူ့ကိုမြင်သွားတဲ့အတွက်အာယုံပြောင်းဖို့ဈေးတဲ့မိမပုံစံကိုဟန်ဆောင်ပြီးတော့ခွေးကိုမေ့အောင်လို့ကိုရိုက်လိုက်ပါပြီ။အဲ့ဒီအချိန်မှာပဲ Fedia Fight တွေကပိုမပါတာကိုတတိထားမိပြီးတော့သူ့ကိုရှာလိုက်ကြပါပြီ။တီယိုနဂါရုပ်ထဲမှာပုံနေတာကိုတွေးလိုက်ရပြီးတော့ပန်နာကမီရှူမီဘဲဆိုင်ဒီဇိုင်းကိုမတော်တဆကိုမီရှူမိခဲ့တဲ့အတွက် Fedia Fight ကလည်းဝက်ဆောင်ထဲကိုဝင်လိုက်ပြီးတော့ရဲတိုက်စစ်ကိုတွားလိုက်ကြပါပြီ။ဒါပေမဲ့လို့လမ်းမှာဝင်းမလေးတကောင်ကတိုးမလေးတကောင်ကိုချင်းချောက်နေတာကိုတွေ့လိုက်ရပါပြီ။ ိုကားတော့ဝင်မလေးတွေကိုအယုတ်ထဲမှာကိုရိုက်ပစ်ဖို့ကိုလိုလိုက်ပြီးတော့ Fidelity Fight တွေကလည်းဝင်မလေးတွေကိုရိုက်နှက်ကအနောက်ဘက်ကနေကိုပြစ်ထုတ်လိုက်ပါတယ်တူမကိုမေးမြန်းတဲ့အခါမှာတော့ Mr. Stormin OH နဲ့ Crop Blue ရဲ့နေရာကိုပြပြလိုက်ပါတယ်။သူတို့အသက်ရှင်နေသေးတယ်ဆိုတော့ကိုတီးရတဲ့အခါမှာပိုကလည်းသူ့ရဲ့မျက်မှန်ချက်ကိုမှပြောင်းလဲခဲ့ပြီးတော့ထောင်စီသွားဖို့တူမကိုလှုပ်ပေးလိုက်ပါတယ်။ဒါပေမဲ့ဝင်မလေးပိုကျောက်ကသူတို့ကိုတတိထားမိပြီးတော့သူ့ရဲ့လူတွေကိုတကားအယုတ်အနောက်ကိုလိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။ သူတို့ကတေချာလေးကိုမမြင်ရတာတော့မှလမ်းကြားထဲကနေကိုလွတ်မြောက်ပြီးတော့နှဝင်ပလီတွေကိုငကားရုပ်ထဲကိုထည့်လိုက်ပါရင်ခဏကြာမှာတော့ရှန်ရဲစစ်သားတွေကလည်းငကားရုပ်ကိုဝိုင်းပြီးတော့ဓာရီနေကိုထိုးလိုက်ကြပါရင်တပင်းလို့ဝေးရုံကိုဖယ်လိုက်တဲ့အခါမှာပူအဖွဲသားတွေကလည်းလွတ်သွားခဲ့ပြီးတော့ဟင်းဒီဟင်းရွက်ပုံးတွေပဲကျန်တာကိုတွေ့လိုက်ရပါရင်ဝင်ပလီရီရှာနေတော့မှပဲဖီဒီယားဖိုက်တွေကပုံးတွေကိုဝင်ပြီးတော့ထောက်စီကိုသွားလိုက်ပါရင်မန်တစ်တကားမှစောင့်နေတဲ့အဆောင်တွေကိုလည်းရိုက်လိုက်ပါရင်အတွင်းမှာတော့တိုက်ဂရက်နဲ့ကရိန်းတို့ကကျန်တဲ့စစ်သားတွေကိုကင်တွေ့လိုက်ပါရင်ပူကတော့ကော်ဖူမတ်စတာတွေကိုလိုက်ရှာလိုက်ပြီးတော့မြောက်ကတော့လူမဝင်လာအောင်လှူဆောင်ကြည့်နေခဲ့ပါရင် ခဏကြာမှာတော့ပန်ဒါက Storming OS နဲ့မိချောင်းကိုတွေ့ပြီးတော့ Tigress ကသူတို့ထွက်နိုင်အောင်လို့ထောင်ကိုဖွင့်ပေးလိုက်ပါတယ်။ဒါပေမဲ့လို့သူတို့မှန်ထားတာနဲ့မတူဘဲနဲ့နှစ်ယောက်စလုံးကလည်းရှန်ကိုရင်ဆိုင်ဖို့ကိုမထွက်ချင်းကြပါဘူး။ရှန်ရဲ့လက်နက်ကတော့မြို့ကိုပြင်မှတ်ထားနိုင်တာကြောင့်ကြောင်းနေခဲ့ကြပါတယ်။သူတို့စိတ်ပြောင်းအောင်လို့ပိုကလည်းထောင်ထဲကိုဝင်ပြီးတော့သူတို့ကိုထုတ်ဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့လို့တခြားသော Confucius Master တွေကထွက်မသွားဘဲနဲ့ဒီလက်နက်အတိတ်ကလည်း Confucius ပညာကိုအစားထုတ်လိမ့်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။သူတို့စေပြောင်းအောင်လို့စူးစမ်းရင်းနဲ့ပြန်မှန်းသွားတဲ့ပန်ဒါကသူတို့ကိုခြံထားပြီးတော့လော်ရှန်းစီကိုကြောက်ထဲသွားဖို့ကိုဆုံးဖြတ်လိုက်ပါပြီ ဒါပေမဲ့လို့မသွားခင်မှာပဲဝင်ပလေကောင်းဆောင်နဲ့သူ့ရဲ့လူတွေနဲ့တွေ့ပါရီ။မန်ကီနဲ့ဂရိန်းတို့ကလည်းသူတို့ကိုအလွယ်တကူကိုဖြည့်ရှင်ပြပါရီ။စစ်ပြဲတဲ့ဝင်ပလေကအပြင်ကိုပြေးပြီးတော့လက်တစီကိုယူကမြို့ရဲကိုမောင်းလိုက်ပါရီ။ ဒါပေမဲ့လို့ပိုကတော့နောက်ကနေကိုထက်ချက်မကွာကိုလိုက်လာခဲ့ပါ ਈ ဝင်းမလီကောင်းဆောင်ကပိုစီကနေလွတ်အောင်လို့ပုံတချို့နဲ့ယုံကလေးတွေကိုပန်နာရဲ့မျက်နှာပေါ်ကိုပစ်လိုက်ပါ ਈ အဲဒါကြောင့်မို့လို့ပန်နာကဘာမှကိုမမမြင်ရတော့ဘဲနဲ့ဆောက်လက်ဆာဆောက်လို့ရေးတိုက်ပေါ်ကိုရောက်သွားခဲ့ပါ ਈ ယုံကလေးတွေကသူ့ပေါ်မှာရှိနေတော့မှပဲပိုကတော့ကြိုးတချောင်းပေါ်မှာဟန်ချက်ညီအောင်လို့ထိလိုက်ပါ ਈ သူကတော့အဆောက်အဦစီကိုတက်တက်သွားနေတာကိုသတိထားမိတာကြောင့်ကလေးတွေကိုလေထဲကိုပစ်လိုက်ပြီးတော့ကရင်ကလည်းသူ့ကိုဖမ်းလိုက်ပါ ਈ ဒါပေမဲ့လို့လှဲကနေရန်ထဲကိုတိုက်မိပြီးတော့လုံအောင်ကိုမှပျက်စီးသွားတဲ့အတွက်ဘေးတစ်ပင်းလုံးကလည်းစပင်းလို့ပြစ်သွားခဲ့ရပါ ਈ ဝင်ပလီကလည်းရှေ့မှာရှိနေတဲ့အချင်းပို့ကလည်း Tigress တွေကအကူအညီတောင်းပြီးတော့ Tigress ကလည်းသူ့ကိုဝင်ပလီရဲ့လဲစီကိုရအောင်လို့တွန်းပစ်လိုက်ပါတယ်။လဲပေါ်မှာလည်းသူတို့နှစ်ယောက်ကအဆက်မပြတ်ကိုမှတိုက်ခိုက်ကြပြီးတော့နောက်ဆုံးမှာတော့လဲကလက်ကလေးတွင်နာကနေပြီးတော့နှစ်ယောက်စလုံးလေပေါ်မှာဝယ်ရင်လည်းပို့ကတော့ဝင်ပလီအပေါ်ကိုကျသွားခဲ့ရပါတယ်။ Dragon Warrior ကတော့သူနိုင်ပြီးလို့အောင်ပွဲခံနေတော့မှာပဲနေရာတွေကြားထဲမှာမြန်သမားဝင်ပလီတက်တခုကပေါ်လာခဲ့တဲ့အတွက်ရွေးချယ်စရာမရှိတဲ့အဆုံးပိုရိုကလက်နဲ့ချလိုက်ရပါတယ်။အဲဒီနောက်မှာတော့သူတို့ကတန်ကျိုးတွေနဲ့ချီနောက်ခံရပြီးတော့ရှမ်းရဲ့နန်းတော်ကိုခေါ်ဆောင်ခံသွားရပါတယ်။ နန်းတော်တွေကိုရောက်တဲ့ခါမှာပိုးကလည်းအမြောက်ရဲ့ရွယ်စားကိုမြင်ပြီးတော့အံ့ဩနေတော့မှပဲတူနိုင်ပြီလို့ခုံယူနေတဲ့တောင်ကအဖမ်းခံရပြီးတော့သူ့စီကိုလာတဲ့ပန္နာကိုရှင်မောလိုက်ပါပြီပြီးတော့ရှန်ကလည်းနှစ်ပေါင်းများစွာအစီအစဉ်ဆွဲထားတဲ့သူ့ရဲ့လက်စားချေမှုတွေရေစုံမျောသွားပြီလို့လည်းပြောလိုက်ပါပြီဒါပေမဲ့လို့ပိုးကတော့သူ့ပါပြောရမလဲမသိပဲနဲ့မာစတာရီနိုတည်ဆုံသွားခဲ့ရတဲ့အကြောင်းမကြတဲ့ခင်ကမှသိရှိရခဲ့တယ်လို့လည်းပြန်ပြပါပြီ အချားမြင်ဆရာမကတော့ပို့ကိုလက်စားချေပို့လာတာမဟုတ်ဘူးလားဆိုပြီးတော့မေးလိုက်ခဲ့ပြီးတော့ပို့ကလည်းလက်စားချေပို့မဟုတ်ဘူးဆိုပြီးတော့ဖြေလိုက်တဲ့အတွက်ကိုရှန်ကလည်းတူပပန်နာရာကိုဖျက်ဆီးခဲ့တဲ့အကြောင်းပူမတိသေးဘူးဆိုတာကိုတည်သွားခဲ့ရပါပြီရှန်ကလည်းရေလိုက်ခဲ့ပြီးတော့သူ့ရဲ့လူတွေကိုပန်နာကိုတနေ့နေ့ကိုပြဖို့အမိပေးလိုက်ပါပြီဒါပေမဲ့လို့ရှန်မတိလိုက်တာကဖိုက်ပါကတိုက်ဂရက်ကိုသူ့ရဲ့မိနဲ့လွတ်အောင်လို့လုပ်ပေးပြီးတော့မန်တစ်ကတော့မီချစ်ကိုနှိမ့်လိုက်ကဝင်းပလီပို့ချုပ်ကိုရိုက်နှက်လိုက်ပါပြီဒီလိုနဲ့ပဲရှီဖူးရဲ့တပည့်တွေလွတ်မြောက်သွားခဲ့ပြီးတော့တိုက်ဂရက်ကတော့လက်နက်ကိုဖျက်ဆီးပစ်လိုက်ပါပြီ ်ပိုကတော့လော်ရှိုင်းနေနောက်ကိုလိုက်သွားခဲ့ပေမဲ့လို့တောင်ရဲ့အတောင်ပေါ်မှာရှိတဲ့တင်ကေတာတွေကိုမြင်လိုက်တဲ့အခါမှာ ပိုရိပ်မှတ်ဉာဏ်တစ်ခုကပေါ်လာခဲ့ပါပြီ။ရှန်ကသူ့ရဲ့မိသားစုပျောက်ဆုံးခဲ့တဲ့နေ့မှာပဲရှင်းနေခဲ့တာကိုသိတဲ့အခါမှာတော့သူ့ရဲ့ခန္ဓာကိုယ်ကထုံသွားခဲ့ရပါပြီ။ဒီအာယုံပြန်လည်မှုကြောင့်ပဲရှန်ကလွတ်မြောက်သွားခဲ့ပြီးတော့တခြားသောအဆောက်အဦတစ်ခုစီကိုပြန်သွားခဲ့ပါပြီ။အဲ့ဒီခါကနေပြီးတော့သူ့ရဲ့လူတွေကိုအမြောက်တွေကိုပြစ်ဖို့အမိန့်ပေးလိုက်ပါပြီ။သူတို့မလွတ်နိုင်ဘူးဆိုတာကိုသိတဲ့ပိုရဲ့အဖွဲ့ကလည်းလက်နဲ့အဖြစ်စီးရကနေပြီးတော့ကြံရက်ခဲ့တဲ့အပေါက်ကနေခုန်ချပြီးတော့ကျိုးရည်နဲ့အောက်ကိုဆင်းလိုက်ကြပါပြီ။အဆောက်အဦပြလဲတော့မဲ့အတွက်ကိုထွက်ပေါက်ရှာဖို့လိုနေတာကြောင့် Tigress ကလည်းနေရာမှာအပေါက်ဖောက်ပြီးတော့ထွက်ပြေးလိုက်ကြပါပြီ။ဒါပေမဲ့လို့မြားသမားတွေကတော့သူတို့ကိုဝိုင်းတားလိုက်တာကြောင့် Agress ကတော့အပေါ်ကနေထွက်ဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။ပြီးတော့ပိုကိုဆွဲတင်ပြီးတော့ပြိုလဲနေတဲ့စာအုပ်ပေါ်တက်ကခန်းတက်ကိုခုံကျော်ပြီးတော့အင်တွေပေါ်ကနေကိုထွက်ပြေးလိုက်ပါတယ်။ပန်နလုသွားတာကြောင့်လဲစိတ်တူနေတဲ့ရှန်ကလည်းတရုတ်ပြည်ကိုတင်ပိုက်ဖို့အကြံကိုရှေ့ဆက်မဲဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်။သူပိုကျုပ်ကိုတင်မော်ရီအစင်သစ်ဖြစ်အောင်လို့အမြန်ဆုံးလှုပ်ဖို့ကိုအမိပေးလိုက်ပါတယ်။ရှန်ရဲ့စီစဉ်ကိုမသိဘဲနဲ့ရှီဖူရဲ့တပည့်တွေကတော့အရေးထဲမှာပုံရင်နဲ့ထောက်ကိုပြန်သွားလိုက်ကြပါတယ်။အဲ့ဒီမှာ Master OS ကဘာဖြစ်သွားလဲမေးလိုက်ခဲ့ပြီးတော့ Tigress ကတော့ပို့ပါလို့ရှန်ကိုလှုပ်ပေးခဲ့တာလေ။ဆိုရာကိုသိကျင်နေဆိုပြီးတော့ပြောလိုက်ပါတယ်။ ဒါပေမဲ့လို့ပိုကတော့အမှန်တရားကိုမပြောတာကြောင့် Tigress ကတော့သူ့ကိုတိုက်ပွဲကနေကိုဝေဝေးထားဖို့ကိုဆုံးဖြတ်ပါတယ်။ဒီလိုမျိုးမလုပ်ဘဲနဲ့ပန်နာကထွက်သွားခွင့်ရဖို့ကို Tigress ကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့လို့သူကတော့အာယုံစူးဆိုင်မှုရှိပဲနဲ့ Tigress ရဲ့ထိုးချက်နဲ့အလွယ်တကူကိုမှရှုံနေသွားခဲ့ရပါတယ်။ရွေးချယ်စရာမရှိတော့တဲ့ပန်နာကရှန်ကိုရှာဖို့လိုပြီးတော့ရှန်ကတော့သူ့ရဲ့နောက်ဆုံးသူ့အမေကိုမြင်ခဲ့ရတဲ့နေ့မှာရှိနေခဲ့တာဖြစ်ပြီးတော့ဒါကြောင့်မလို့သူ့ရဲ့မိသားစုကဘာဖြစ်သွားလဲဆိုတာကိုသိဖို့ရှန်ကိုရှာရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။နောက်ဆုံးမှသူ့ရဲ့ခန်းစားချက်တွေကိုနားလည်သွားတဲ့ Tigress ကတော့သူ့ရဲ့တငယ်ချင်းတွေကိုပွတ်ဖက်လိုက်ပြီးတော့သူ့ရှန်ကိုပြန်ခေါ် ်ရမှာဖြစ်တဲ့အတွက်ပို့ကိုလည်းထောင်ထဲမှာပဲနေဖို့ကိုတောင်းဆိုလိုက်ပါပြီ။ဂုံမန်စီးတီးခံတပ်ပေါ်မှာ FTF5 ဖွဲ့ကလက်နက်ဆက်ရုပ်ကိုဖျက်ဆီးဖို့နည်းလမ်းတွေကိုစဉ်းစားနေကြပါပြီ။သူတို့မသိလိုက်တာကတော့သူတို့ပေါ်မှာပို့ကအစာအုပ်တွေကိုချိုးဖောက်ဝင်ရောက်နေပြီးတော့ပထမအဦးဆုံးအစာအုပ်နှစ်ယောက်ကိုသူရဲ့ဒဏ္ဍာရီဆန်တဲ့ရိုက်ချန်နဲ့ရိုက်နှက်နေပါပြီ။ပန်နာကတော့ဒရီလစ်နေတဲ့ဝင်းပလူတွေကိုကိုက်ပြီးတော့ပိုချုပ်ကိုမမြင်စေဘဲဖျက်သွားလိုက်ပါပြီ။အတွင်းမှာပို့ကတော့သူရဲ့တငယ်ချင်းတွေကိုရှာလိုက်ပြီးတော့ရှန်ထဲကိုမှတွေ့သွားခဲ့ပါပြီ။သူရဲ့မူလစမြစ်ကိုတည်ကျင်နေတဲ့ပို့ကတော့သူပျောက်ဆုံးသွားခဲ့တဲ့ညမှာဘာဖြစ်ခဲ့ရလဲဆိုပြီးတော့မေးလိုက်ပါပြီ။ ပီကိုကတော့သူ့ကိုယ်သူဆုံးပစ်ခဲ့တယ်လို့လည်းပြောပြီးတော့ပန်နာကိုမိဖို့တဲကိုပစ်ချဖို့တန်ကြိုးတွေကိုဖျက်လိုက်ပါတယ်။အောက်မှာတော့ဖီရီယာဖိုက်တွေကရန်ပုံစံတချို့ကိုစုပြီးတော့အစာအုပ်တွေကိုပစ်ထည့်လိုက်ပါတယ်။ ဒါပေမဲ့လို့ပိုကတော့မိဖို့ထဲမှာကြာနေတာကိုမြင်တဲ့အတွက်သူတို့တငယ်ချင်းကိုမပေါက်ကွဲစေဖို့မိခြေတွင်ထဲကိုမှနှိမ်သက်လိုက်ရပါပြီ။ဒါပေမဲ့လို့သူတို့ရဲ့စီစဉ်ကပြတ်သွားခဲ့ပြီးတော့ Fidelity Fight တွေကဝင်းမလူတွေထဲကိုမှတိုက်ခိုက်နေရပါပြီ။မိဖို့ထဲကထွက်သွားပြီးသားတဲ့နောက်မှာပိုကလည်း Peacock စီကိုပြန်သွားလိုက်ခဲ့ပြီးတော့ရှန်ကလည်းသူ့ကိုယ်သူကောက်ွယ်လိုက်ပါပြီ။သူကတော့ပိုကိုမိဖို့စီကိုပို့ပေးတဲ့ Convera Bag ပေါ်ရောက်သွားအောင်လို့ထိုးလိုက်ပါပြီ။ပိုတို့ကရောက်နေတာကိုတီးသွားတဲ့ရှားသော Fidelity Fight တွေကလည်းဝင်းမလူတွေထဲကိုတိုက်ခိုက်နေရင်းနဲ့ Tigress ကိုလည်းပိုကိုကူညီဖို့ရှေ့ဆက်ပြီးတော့ပို့လိုက်ပါပြီ။ဒါပေမဲ့လို့ Tigress ကို Gorilla တကောင်ကတားလိုက်ပါပြီ။ မိဖို့ရဲကိုကြားဖို့နင်းနေတဲ့ပိုးကတော့တန်လိုက်တစ်ခုကိုတွေ့ပြီးတော့သူ့ကိုယ်သူတန်ချက်ပေါ်မှာကတ်ထားလိုက်ပါတယ်။ဦးတလုံးနဲ့တူတူတခြားသောဘက်ကိုရောက်သွားတဲ့ပန်ဒါကရှန့်စီကိုခုန်တက်လိုက်ပါတယ်။သူကတော့ခရင်ကွားကိုပြစ်လိုက်ပြီးတော့ရှန်ရဲ့လေပင်ကခရင်ကွားနဲ့အတူတစ်သားပြားတစ်ခုနဲ့ပါကတ်သွားခဲ့ရပါတယ်။သူ့ကိုယ်သူလွတ်အောင်လို့လုပ်ပြီးသွားတဲ့နောက်မှာရှန်ကလည်းပိုးရဲ့မိဘတွေကသူ့ကိုမချစ်လို့ဆွန့်ပစ်ခဲ့တာဆိုပြီးတော့ပြောလိုက်ပါတယ်။သူ့ရဲ့နာကျင်မှုကိုတတ်တာစေဖို့အတွက်ကိုအကောင်းဆုံးအရာရှိတယ်ဆိုပြီးတော့သူ့ရဲ့နောက်မှာပိုးကြီးတဲ့အမြောက်တလက်ကိုထုတ်ပြပြီးတော့ပန်ဒါကိုပြစ်ဖို့ပြင်လိုက်ပါတယ်။ ပူကတော့အိုးနဲ့ကိုကာဝယ်ဖို့ကြိုးစားပေမဲ့ဒီဂျီဇန်ကလည်းအရန်ကိုမှပြင်းထန်တာကြောင့်သူ့ကိုမျိုးပင်ပြတ်ထစ်ကိုပြစ်ထုတ်လိုက်တယ်လို့ဖြစ်သွားခဲ့ပြီးတော့မြင်းလက်တဲကိုမှကြာသွားခဲ့ရပါတယ်။ငကားကိုတဲကရှစ်ဖူကတော့တခုခုများဖြစ်နေတယ်ဆိုတာကိုချက်ချင်းသိသွားခဲ့ပြီးတော့မလုပ်ရမလဲဆိုတာကိုစဉ်းစားရင်းနဲ့ကောင်းကင်ကိုကြည့်လိုက်ပါတယ်။မြင့်စီအတိုင်းကိုမျောနေတဲ့ပိုကိုလည်းအကြမ်းမြင်ဆီယမာကတွေ့ပြီးတော့သူ့နိုးထလာတဲ့အထိကိုသူ့ကိုအဆိုင်ကူတာပေးနေခဲ့ပါ යි ။ပိုနိုးနေတာကိုတည်သွားတဲ့အကြမ်းမြင်ဆီယမာကသူ့ကိုဆွပြုတ်တစ်ခုပေးပြီးတော့သူ့ရဲ့ကလေးဘဝတုန်းကဖြစ်ခဲ့တဲ့အရာတွေအကြောင်းကိုစပြီးတော့ပြောလိုက်ပါ යි ။ ။အမျိုးသမီးကတော့ပိုပါရီမှတ်မိနေလဲဆိုပြီးတော့မိတဲ့ခါမှာပန္နာကတော့သူ့မိကသူ့ကိုမောင်လာဦးပုံးလေးကိုထဲခဲ့တဲ့အမှတ်ရရှုပ်ပဲရှိတယ်ဆိုပြီးတော့ဖြစ်လိုက်ပါပြီ။ဒီနေရာကတော့ရန်ကုန်မှာအေဂျင်နဲ့ပန္နာကြီးရွာတစ်ခုဖြစ်ခဲ့ပူးပေမဲ့လို့အနေနဲ့ဖြူရန်စစ်သားတယောက်ကသူ့ကိုအနိုင်ယူမယ်ဆိုတဲ့ဟောကင်းကြောင့်ရှန်ကလည်းယူသွားခဲ့တယ်ဆိုပြီးတော့ပြောလိုက်ပါပြီ။ရှန်ကတော့သူ့ရဲ့တက်တဲ့ကြီးရွာကိုရောက်တဲ့ခါမှာတော့ပိုရဲ့ဖေကသူ့ရဲ့မိမကိုကလေးယူပေးဖို့အချိန်ပေးရင်းနဲ့ကိုကိုကိုစတဲ့ခဲ့တယ်ဆိုပြီးတော့ပါပြောလိုက်ပါပြီ။သူ့မိရဲ့တောအုပ်ထဲကပုံစံကိုတတိယသွားတဲ့အခါမှာပိုကတော့စိတ်အေးချမ်းမှုစီကိုနှိကက်လာခဲ့ပါပြီ သူရဲ့မိကတော့သူ့ကိုဘုံလောက်ပုံထဲကိုထည့်ခဲ့တဲ့အချိန်ကိုပြန်ပြီးတော့မြင်အောင်ခဲ့ပါပြီ။ဒါပေမဲ့လို့သူရဲ့မိကတော့သူ့ကိုဆွပစ်ပြီးတော့ရှန်စီကနေဆက်ပြီးနေတာကိုမြင်တဲ့အခါမှာတော့စေအေးချမ်းမှုလမ်းကြောင်းကနေကိုလွဲချော့သွားခဲ့ပြီးတော့ဝန်ထမ်းမှုတွေနဲ့ကိုလှမ်းမှုသွားခဲ့ရပါပြီ။ဒါကိုတတိထားမိခဲ့တဲ့အချမ်းမြင်ဆရာမကတော့ပို့ကိုအေးစစ်စစ်အောင်လုပ်ဖို့ဆိုပြီးတော့စူးစမ်းလိုက်ပါပြီ။သူဒီကိုရောက်လာဖို့အတွက်ကိုဖြတ်တန်းခဲ့ရတဲ့အရာတွေနဲ့သူရဲ့မိတ်ဆွေတွေကိုတတိယခံလိုက်ပါပြီ။အဲဒါကြောင့်ပဲပိုကတော့ခေါင်းမုတ်ပြီးတော့ရှန့်ကိုနောက်ဆုံးတစ်ချိန်ရင်ဆိုင်ဖို့အင်အားတွေကဖြစ်လာခဲ့ပါပြီ။ စေကဲမှာတော့ဝင်ပလီတက်ကတင်မော့တွေကိုပြင်ပြီးသွားတဲ့နောက်မှာတော့ရှန်ကလည်းဖီဒီယာဖိုက်တွေကိုတင်မော့တစီနဲ့ကိုချီပြီးတော့ကွန်ဖူအပေါ်မှာယုံကြည်မှုပြဆုံးစေကသူ့ရဲ့ရှေ့မှာဒူးထောက်ခံလိုက်ပါပြီ။ဒူးမြောင်တိုင်းကိုပင်လယ်ပြင်စီကိုသွားနေတဲ့ရှန်ရဲ့ရေတက်ကလည်းပြည်သူတွေပြစ်နေတဲ့တရားတစင်းနဲ့ကိုတွေ့ပေမဲ့မတွန်းဆုပ်ပဲနဲ့တရားကိုအမြောက်နဲ့ပြစ်ပြီးတော့လမ်းရှင်းလိုက်ပါပြီ။ ဒါပေမဲ့လို့အစားအုပ်တစ်ခုရဲ့မိုးပေါ်ကပိုကလည်းအားလုံးကိုကြည့်နေပြီးတော့ရှန်ကိုလည်းနောက်ဆုံးတိုက်ပွဲအတွက်ကိုမှဆင်ခေါ်ပါရီရှန်ကတော့သူ့ရဲ့လူတွေကိုအမြောက်ပြင်ဆင်ဖို့အမိန့်ပေးလိုက်ပါရီပနာကတော့ဗန်ညာရွေ့ပြီးတော့တင်မောရဲကိုဝင်ရောက်လာတဲ့အကြောင်းဝင်းမလီတွေကတော့သူတို့ကိုမထိအောင်လို့အမြောက်ကမိချစ်တွေညှိလိုက်ရပါရီလက်နဲ့တုံးလို့မရတဲ့ရှန်ကလည်းသူ့တက်ကိုပနာကိုတိုက်ဖို့ကိုအမိန့်ပေးလိုက်ပါရီပနာကတော့သူတို့တွေကတယောက်ရဲ့ပစင်ကိုယူပြီးတော့ဖီဒီယိုဖိုက်စီကိုပြစ်လိုက်ပါရီ OS နဲ့ ခရကိုဒိုင်းမတ်စတာတွေကရှီဖူနဲ့အတူတိုက်ပွဲတွေကိုရောက်လာခဲ့ပါပြီ။ရှီဖူကတော့သူ့ရဲ့တပည့်တွေကိုရှန်ရဲ့တင်မော့တွေကိုပဲအသုံးပြီးတော့လမ်းညောင်းပေးဖို့ကိုအမိပေးလိုက်ပါပြီ။အတေးရထားတဲ့တာဝန်နဲ့ဖီရီယာဖိုက်တွေကပထမအဦးဆုံးတင်မော့တွေစီကိုပြန်သွားလိုက်ပါပြီ။မတ်စတာဂရင်းကတော့တူမြောင်းထွက်ပေါက်မှာတင်မော့တွေညက်သွားအောင်လုပ်လုပ်နိုင်ခဲ့ပါပြီ။ ။ဒါကြောင့်ပိတ်သွားတဲ့ခါမှာတော့စစ်သားအလုံးကလည်းရှန်စီကိုတွားလိုက်ပြီးတော့စိတ်ပြက်သွားတဲ့ရှန်ကလည်းသူ့ရဲ့လူတွေထိရင်တော့မှဂယူမဆိုင်ပဲနဲ့ဂျိုင်းရဲ့ကန်တော်ကိုတုံပြီးတော့ပို့ကိုထိအောင်လို့လုပ်လိုက်ပါပြီ။ဒါလို့နဲ့တူမြောင်ကပြန်ပွင့်သွားခဲ့ပြီးတော့ဂျန်တဲ့တင်မော်တွေကပင်လယ်ထဲကိုပြန်ပြီးတော့ဝင်သွားနိုင်ခဲ့ပါပြီ။ဒူထလာတဲ့ပိုကတော့သူ့ရဲ့တငယ်ချင်းတွေအလုံးရှုံးနေနေတာကိုမြင်လိုက်ပြီးမဲ့လက်မလျှော့ပဲနဲ့ရှန်ရဲ့ရေတက်ကိုတားဆီးဖို့တင်မော်အချင်းကျန်နေစီကူမှကူသွားလိုက်ခဲ့ပါပြီ။ပိုမှာခွင့်ရမရှိဘူးလို့ထင်တဲ့ရှန်ကလည်းသူ့ရဲ့လူတွေကိုပန်းနာကိုပြစ်ဖို့ကိုအမိန့်ပေးလိုက်ပါပြီ။ ပဏာကတော့စေရေးကျမှုလမ်းကြောင်းကိုရှာဖွေပြီးတော့တန်ကြီးတန်လုံးကြီးတွေကိုလွယ်တကူကိုလမ်းကြောင်းကိုပြောင်းပေးနိုင်လိုက်ပါပြီ။ကြီးစံတွေအများကြီးကိုပြပြသွားတဲ့နောက်မှာတော့ပဏာကလည်းပြန်တိုက်ဖို့ကိုဆုံးဖြတ်လိုက်ပါပြီ။ရှမ်းရဲ့ရေတက်တွေစီကိုကြီးစံတွေပြစ်ပြီးတော့တင်မော်တစီဘီတစီကိုမှလဲကျသွားခဲ့ရပါပြီ။တည့်ရမလုံးတွေကိုလည်းမယုံနိုင်တဲ့ရှမ်းကစိတ်ပြက်လက်ပြက်ဖြစ်ပြီးတော့ဂျိုင်းရဲ့ကန်တို့ပြစ်ဖို့ဝင်းမလီတွေကိုအမိတ်ပေးလိုက်ပါပြီ။ဒါပေမဲ့လို့ပိုကတော့ကြီးစံကိုကာကွယ်ပြီးတော့ရှမ်းရဲ့တင်မော်စီကိုပြန်ပြီးတော့ပြစ်လိုက်ပါပြီ။တမလုံးဝပျက်စီးသွားခဲ့ပြီးတော့သူရှုံးနေမှုကိုမယုံနိုင်တဲ့ရှန်ကလည်းပိုဘလိုမျိုးစေရေးချက်မှုရခဲ့တယ်လဲဆိုတာကိုအံ့ဩနေခဲ့ရပါတယ် နောက်ဆုံးမှတော့သူ့ရဲ့လက်နဲ့ပဲဖြည့်ရှင်းဖို့ကိုဆုံးဖြတ်လိုက်ပြီးတော့သူ့ရဲ့တန်အတောင်ပံတွေနဲ့ပန်နာကိုတိုက်ခိုက်ဖို့ကိုကြိုးစားလိုက်ပါပြီ။ပူကတော့သူ့ရဲ့တိုက်ခိုက်မှုတွေကိုရှောင်နေချိန်မှာပဲရှန်ကတော့သူ့ရဲ့တင်မောနဲ့အမိပိုင်းကိုသူ့ဘော်ကိုကြားလာအောင်လို့လုံမိသွားတာကြောင့်ပောက်ကွဲမှုတွေဖြစ်ပြီးတော့တင်မောကတော့လုံဝကုန်မှာပျက်စီးသွားခဲ့ရပါပြီ။ဒီလိုနဲ့ပူကလည်းတိုက်ပွဲကနေအောင်နိုင်ပြီးတော့ဂုံမစီတီကလူတွေကလည်းနှစ်တွေအကြာကြီးကိုဆောင်ခဲ့ရတဲ့အာနာရှင်စနစ်ကနေလွတ်မြောက်နိုင်ခဲ့ကြပါပြီ။ ချောင်းစင်းနဲ့တော့ရအောက်ခြေကရောက်မှာတော့ပို့ကတော့ Mr. Pinsy ကိုတွားခဲ့ပြီးတော့သူဘလုံမော်လာဥပုံတဲ့ကိုရောက်သွားလဲဆိုတာကိုသိခဲ့ပြီးမဲ့ TOP ရဲ့အကောင်ဆုံးစပုံမှုရဲ့တာအဖြစ်အမဲကိုမှရှိနေမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်သူတို့နှစ်ယောက်ပြန်ဆောင်တော့နေမှာပဲတောင်းတဲ့တနေရာမှာပိုရဲတကယ်အဖေကသူ့ရဲ့သားအသက်ရှင်နေတာကိုသိပြီးတော့တခြားသောပန်တာတွေကိုမကြခင်မှာပဲသူတို့ Jay Place ကိုအရောက်သွားမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒီနေရာလေးမှာပဲကျွန်တော်ရဲ့တက်ဆက်မှုကလည်းပြီးဆုံးသွားခဲ့ရပါတယ်ခင်ဗျာ။ ခုလိုမျိုး animation စကားကောင်းလေးတွေကိုစင်စမပြက်ကိုကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ Magic Minute Channel လေးကိုလည်း like and subscribe လေးတွေပြုလုပ်ထားပေးခဲ့ကြပါအောင်နော်။ကြည့်ဒါဆိုနောက်တစ်နေ့မှာစကားကောင်းတွေနဲ့တူပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။